ပူဇာရဟဆိုတဲ့ပုဂ္ဂိုလ်နေလာတာပူဇာရဟကနေပူရဟပူရဟကနေပူယောပူယောကနေဖူယောဖူယောကနေဖူယာဖူယာကနေဖယားဆိုပြီးတော့အပန်ထွက်အမျိုးမျိုးစလုံးပေါင်းအမျိုးမျိုးပြောင်းလဲလာတာဖြစ်တယ်ပူဇာရဟဆိုတဲ့အတိတ်ပဲကပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်းလို့အတိတ်ပဲရတယ်ဗုဒ္ဓဆိုတာဘုဇတိတိဘုဒ္ဓ တိစရာမှန်သမျှကိုကုံစင်အောင်တည်တော်မူတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တယ်။တိတိအားလျော်စွာတတဝါတွေကိုလည်းသိစေ၍တန္တရာဝိသင်းရဲ့မှလွတ်မြောက်စေတာကြောင့်ပူဇော်အထူးကိုခံယူတော်မူထိုက်သည့်အတွက်ပူဇာရဟဆိုတဲ့ဂုဏ်နဲ့လည်းပြည့်စုံတော်မူတယ်။အဲဒီလိုပူဇာရဟဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတော်မူတာကြောင့်ဗုဒ္ဓကိုဖရာလို့ခေါ်တယ်။ဒါကတက္ကရာတော်မေးလို့ဥစဉ်ဖြေလိုက်တာနော်။နောက်တက္ကရာတော်မှတ်ထားတာတခုရှိသေးတယ်။ ဖះဆိုတာအရာရာကို လုတ်ပိနိုင်စွမ်းရှိရတယ်အဲ့ဒါကိုဖះလို့သတ်မှတ်တယ်ဗုဒ္ဓကဖះမဟုတ်ဘူးလမ်းပြသူပဲလုံးဝဖះမဟုတ်ဘူးတဲ့ဒီမန့်ကိုကြည်တော်အပြင်တက္ကရောဟာဘယ်ပါတာဝင် ဖြစ်တယ်ဆိုတာကိုဥစဉ်သိလိုက်ပြီနော်တက္ကရောတို့ကိုးကွယ်တဲ့ဖះကအရာရာကို လုတ်ပိနိုင်စွမ်းရှိတယ်ဆိုရင်အခုငလျင်ဘေးဒဏ်ကြောင့်တိတ်ဆုံးသွားတဲ့လူတွေ ပြက်စီးသွားတဲ့ပစ္စည်းဥစ္စာတွေကိုပြန်ရှင်အောင် ပြန်ပြီးတော့အကောင်းပကတိဖြစ်အောင်လုပ်ပြပါနော်လုပ်ပြနိုင်တယ်ဆိုရင်ဥစဉ်ကိုယ်တိုင်းလူဝေလဲပြီးတော့ဒကာတော်တို့ရဲ့ဘာသာထဲကိုကူးပြောင်းလိုက်ပါမယ်မလုပ်ပြနိုင်ဘဲနဲ့အပူတွေမပြောပါနဲ့နော်အခုချိန်ဟာတဘာဝဘေးဒဏ်ကြောင့်လူတော်တော်များများစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကိုတတိလေးနဲ့ဆင်ကျင်ပါလို့ဥစဉ်ပြောကျင်ပါတယ်နော် အရှင်ဘုရားငါးပါးတီလာကဘယ်အချိန်က ပေါ်ပေါက်ခဲ့တာလဲဖေဟာတဲ့ငါးပါးတီလာကကဘာဦးအစတဲ့ကပေါ်ပေါက်ခဲ့တာပါနော်ကဘာဦးအစတဲ့ကပေါ်ပေါက်တဲ့အရာ ဖြစ်တဲ့အတွက်ငါးပါးတီလာကိုပဝေနီဓမ္မလို့လည်းခေါ်ပါတယ်တချို့ကငါးပါးတီလာသည် ဖေဟာမပွင့်ခင်တဲ့ကပေါ်ပေါက်တဲ့အရာဖြစ်တဲ့အတွက်ဖေဟာဟောမဟုတ်ဘူးဆိုပြီးပြောဆိုနေကြပါတယ်တေးသေးချာချာမလေးလာပဲနဲ့မပြောစီခြင်းပါဘူး နော်ပြောမယ်ဆိုရင်တည်တည်ချာချာလေ့လာပြီးမှပြောကြပါငါးပါးသီလသည်ဖျားမပွင့်ခင်တည်းကပေါ်ပေါက်တဲ့အရာမှန်တော်လဲပဲဖျားရှင်ပွင့်ထွန်းလာတဲ့အခါမှာငါးပါးသီလစောက်တည်ဖို့နဲ့ငါးပါးသီလစောက်တည်ခြင်းကြောင့်ရရှိလာမိအကျိုးတရားများကိုဖျားရှင်ဟောကြားထားပါတယ်မဟာတုဒ္ဒတနာဇတ်တိကနိပတ်ကုရုဓမ္မဇတ်ဒတကနိပတ်ဓမ္မပါဠိဇတ် ဧကနိပတ်ကုလတကဇတ်တို့မှာအထင်ရှားရှိပါတယ်။ဒါကြောင့်ပြောကြင်တာက၅ပါးသီလသည်ဖျားမပွင့်ခင်ကဘာဦးအစတဲကပေါ်ပေါက်တဲ့အရာမှန်တော်လဲပဲ။ဖျားရှင်ပွင့်ထွန်းလာတဲ့အခါမှာ၅ပါးသီလစောက်တည်ခြင်းကြောင့်ရရှိလာမည့်အကျိုးတရားများကိုဟောကြားထားတာရှိတယ်လို့ပြောကြင်ပါတယ်။မိကုံးပိုင်ရှင်လည်းပဲသဘောပေါက်မယ်လို့ထင်ပါတယ်နော်။ရှင်ဖျားတောတာပံဖြစ်ဖို့ဘာကိုဥစွာလှုပ်ဆောင်ရမလဲဖျား။ ၅ပါးသီလမြဲပြီးတရဏဂုံတည်တာနဲ့သောတာပန်ဖြစ်ပါသလားဖုရားရှင်းပြပေးတော်မူပါဖုရားတဲ့သောတာပန်တည်ဖို့အင်္ဂါ၅ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်နံပါတ်၁သပ္ပုရိသတန်တေဝဖုရားယဟန္တာအစရှိသောအရိယာသူတော်ကောင်းတို့ကိုလှီဝဲစည်းကပ်ခြင်းနံပါတ်၂တတ္တမသာဝနံသူတော်ကောင်းတရားကိုနာကြားခြင်းနံပါတ်၃ယောနိတော်မနာတိကာရောတင့်လျော်သောအဖြစ် နှလုံးသွင်းစင်ခြင်းခြင်းဟုဆိုအပ်သောယောနိသောမနာတိကာရရှိခြင်းနံပါတ်၄ဓမ္မာနုဓမ္မပတ္တိပတ္တိလောကုတ္တရာတရားအလျော်စွာကျင့်ကြံအားထုတ်မှုရှိခြင်းတို့ဖြစ်ပါれပေါ်ပြပါ အင်္ဂါ၄ချက်နဲ့ညီမဲ့ဆိုရင်သောတာပန်တည်နိုင်ပါれမေးပါရစီအရက်တောက်ပြီးပဋ္ဌာန်းရွတ်ရင် ငရဲကြီးလားဖျားတဲ့လူပုဂ္ဂိုလ်တွေပဋ္ဌာန်းရွတ်တဲ့အခါ၅ပါးသီလစောက်တည်ပြီးမှ ပထမ်းရွတ်ကြပါတယ်အရက်တောက်တယ်ဆိုတာသီလပြတ်တာဖြစ်ပါတယ်အရက်တောက်ပြီးသီလပြတ်နေတဲ့လူတစ်ယောက်ကပထမ်းရွတ်တဲ့အခါဘာနဲ့အလားတရံတူနေသလဲဆိုရင် ခေါင်းပေါင်းပေါင်းပြီးပစိုးကျွနေတဲ့လူကြီးနဲ့အလားတရံတူပါတယ်ဒါကြောင့်ဖះမကြိုက်တဲ့အရက်ကိုတောက်ပြီးပထမ်းရွတ်ခြင်းဟာ သူတော်ကောင်းတို့၏အမြင်မှာကဲ့ရဲ့ဆရာရှက်ဆရာဖြစ်တာကြောင့်မလုံကောင်းဘူးမလုံသိမ့်ဘူးလို့မှတ်သားထားရပါမယ်။ ဖုံဖုံဖေယမွတ်စလင်တယောက်ကပြောပါတယ်ဗုဒ္ဓဘာသာမှာလဲတတိတိရွဲ့စာကျင်းကလဲသူတစ်ပါးအသက်လို့ပြောနေပါတယ်မှန်ရဲ့လားဖေယတစ်ပင်တွေမှာအသက်ပါလားတဲ့တစ်ပင်တွေမှာအသက်မပါပါဘူးနော်တစ်ပင်မှာအသက်မရှိတာကိုအသက်ရှိတယ်လို့ယူဆရင်မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်တချို့ကတစ်ပင်တွေမှာအသက်ရှိတယ်လို့ယူဆတတ်ကြပါတယ် ဘာသာရေးရှုထောင့်ကပဲကြည့်ကြည့်ပိတ်ပံရှုထောင့်ကပဲကြည့်ကြည့်တစ်ပင်တွေဟာနေရီလေနေဆိုတဲ့ဓာလေးပါကြောင့်ရှင်သန်နေတဲ့အာဟာရရုပ်တွေသာဖြစ်ပါတယ်တစ်ပင်တွေမှာလူတွေလိုစိတ္တစာရုပ်မရှိပါဘူးဒါကြောင့်ပိပိပိရွက်စားခြင်းဟာ သူတစ်ပါးအသက်ကိုတက်ရမရောက်တဲ့အတွက်အပြစ်လည်းမရှိပါဘူးနော်အရှင်ဘုရားအောက်လန်းနီးတွေနဲ့လောက်ခံရတာတွေကိုလိုင်းပေါ်ခဏခဏတွေ့ဘူးပါတယ် ဲ့လိုလုပ်တဲ့မကောင်းတဲ့ဟာတွေကလာဝင်ကူးကြတယ်အဲ့ဒါတကယ်လားဖေဟာတဲ့ဝိရာကျမ်း၄မျိုးထဲမှာနောက်ဆုံးအာထပနဝိရာကျမ်းဆိုတာပါပါတယ်အဲ့ဒီအာထပနဝိရာကျမ်းထဲမှာသုံးကဝေးမောအောလန်းစတဲ့လူတွေကိုဒုက္ခပေးနိုင်သောအတတ်ပညာတွေပါပါတယ်အဲ့ဒီလိုအတတ်ပညာတွေပါတာဖြစ်တဲ့အတွက်ကြောင့်ဂျမနဆရာကြီးတွေက ထိုအာထပနဝိရာကျမ်းကိုလက်ဆဖျောက်ပြကြပါတယ်တို့တော်လဲကိုယ်စင်အောင်လက်ဆမဖျောက်နိုင်သည့်အတွက် အချို့ကျွင်းကြံရသောအတတ်ပညာတွေကပြန့်နှံ့ပြီးတော့လူတွေကိုဒုက္ခပေးနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အောက်လန်းလီဆိုတာတကယ်ရှိတယ်လို့မှတ်သားထားရပါမယ်။ပေပြီးရင်ဘယ်ရောက်မှလဲဦးစင်းတဲ့။ပုထုဇဉ်တွေမသိနိုင်တဲ့အရာ၅မျိုးဆိုတာရှိပါတယ်။အဲ့ဒီအရာ၅မျိုးကဘာတွေလဲဆိုရင်၁။ဘယ်အသက်ရွယ်မှတရားမီကိုမသိခြင်း။၂။ဘယ်အနာရောဂါနှင့်တရားမီကိုမသိခြင်း။ 3ဘယ်ကာလမှာတေရမီကိုမတီခြင်း4တေပြီးသည့်နောက်ဘယ်သိန်းချိန်မှာမြုပ်နှံသိန်းချိုရမီကိုမတီခြင်း5တေပြီးသည့်နောက်ဘယ်ဘဝသို့လာရောက်ရမီကိုမတီခြင်းတို့ဖြစ်ပါれဖော်ပြပါ မတီခြင်း5မျိုးထဲမှာတေပြီးသည့်နောက်ဘယ်ဘဝသို့လာရောက်ရမီကိုမတီခြင်း ဆိုတဲ့အချက်ပါတာကြောင့်ဥစဉ်လဲပုထုဇဉ်ယဟန်တပါဖြစ်တဲ့အတွက်ပုထုဇဉ်တွေသိရင်ဘယ်ကိုရောက်မယ်ဆိုတာမသိပါဘူး သို့တော်လည်းပဲဖះရှင်ကတိတော်မူတဲ့အတော့ဥထုဇင်တွေတည်ပြီးရင်လာရောက်ရမိဂတိ၅မျိုးကိုဟောကြားတော်မူခဲ့ပါတယ်။အဲ့ဒီဂတိ၅မျိုးကဘာတွေလဲဆိုရင်၁ဒေဝဂတိနတ်ဘုံ၂မနုဿဂတိလူဘုံ၃တိရိစ္ဆာနဂတိတရိစ္ဆန်ဘုံ၄ပေတာဂတိကြိတ်တာဘုံ၅မိရယဂတိငရဲဘုံတို့ဖြစ်ပါတယ်။ဥထုဇင်တယောက်တည်ပြီးဆိုရင် အဆိုပါဂတိ၅မျိုး၁မျိုးမျိုးကိုလာရောက်ရမှာဖြစ်ပါတယ်။ကုသိုလ်ကံကထောက်ပံ့ပေးမယ်ဆိုရင်ဒေဝဂတိနဲ့မနုဿဂတိကို လာရောက်ရမှာဖြစ်ပြီးအကုသိုလ်ကံကထောက်ပံ့ပေးတယ်ဆိုရင်တော့တိရိစ္ဆာနာဂတိပေတာဂတိနဲ့နိရယဂတိတို့ကို လာရောက်ရမှာဖြစ်ပါတယ်။ပုထုဇဉ်တယောက်တည်ပြီးတဲ့နောက်ဘယ်ဘဝကိုလာရောက်ရမည်ကို အတိအကျမသိနိုင်တော့လဲပဲ။လက်ရှိပစ္စုပန်မှာပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံအကုသိုလ်ကံတို့ကိုထောက်ဆကြည့်သောအဖြစ်ဘယ်ဘဝကိုလာရောက်ရမည်ဆိုတာကိုမှန်းဆ၍သိနိုင်ပါတယ်။